်ခင်ဗျာခင်ဗျအကျမဖတ်နဲ့နော်ဘောဝေါ်ရမလာမယ်လို့ပြောခွင့်ရောအကျမဖတ်နဲ့နော်ဘွာကြောဘွာကြောကိုပဲချေကြလာဖမ်းမလဲပေါ့နော်ဥမာအဲသူတို့ကတက်ထောက်ဆိုပြီးတော့ကိုအထီးချသေးလို့ပဲလာဖမ်းလိုက်မလားဒါမှမဟုတ်ရှိရင်အဲညဘဲတွေပါလေ SA ဝင်ဆက်တဲ့ခြေမျိုးမှာလှုပ်ထားတဲ့ဒီဆာရက်ဆန်တန်းတွေအမှန်ထားတဲ့မှတ်စုဆောင်တွေထွေးပြီးတော့ပဲတက်ထောက်ဆိုတာကိုတီးတီးပြီးတော့ပဲဖမ်းခွန်သွားမလားပေါ့နော်အဲ့လိုမျိုးတွေဆွေးရတာပေါ့တခုပိုရေးပိုဆွေးရတာ အဲသူတို့ကဒီမြေတည်းထောက်တယ်ဆိုလို့ရှိရင်ဒါတမလူဟိုဟာဖမ်းတယ်လို့မျိုးပဲဖမ်းအောင်ကိုသိချင်တာတော့အဲနှစ်ရှင်ထွန်တာချမှတ်ခဲ့ရမယ်အဲအဲ့တဲ့ပို့ဆိုးတယ်ဆိုလို့ရှိရင်ဒါထွန်တာအတက်ကြောဆိုပြီးတော့အဲ့လိုမျိုးပြောမှဆိုရှိရင်ဒါရွှေချက်ရှိရှိနဲ့တထားဆိုလို့ရှိရင်ဖိနေမှာပါနော်အပေါ်မှာမျိုးစုံတန်လို့ရတာပါနော်မတရားတဲ့ဆက်သွဲတဲ့အချံဖက်အပေးတဲ့ဘာညာအဲ့လိုမျိုးပုံမှာမျိုးစုံနဲ့တန်ပြီးတော့ထောက်ချရတဲ့အနေထားဖြစ်နေတော့အဲ့လိုမျိုးဖားခံရရလို့ရှိရင်အဲ့လိုမျိုးနှိမ့်ဆက်ခံရမှာထွန်တာရဲ့ချမှတ်ခံရတယ်ပဲကဲညဆိုးနေဆိုးရနေရတာပါနော်မဟုတ် မြန်မာနိုင်ငံမှာရှိတဲ့တတိယမီဒီယာစာနေစင်းသမားတွေအားလုံးရဲ့ရေးဆွမ်းသက်တီကိုချီးမွမ်းဂုဏ်ပြုရလို့မြန်မာနိုင်ငံဆိုင်ရာဗြိတိန်တန်ယုံကထုတ်ပြန်ပါတယ်။နိုင်ငံတကာတည်င်းထောက်များအပေါ်ကျွလွန်သောပြစ်မှုများအတွက်ပြည်ထောင်ကင်းလွတ်ခြင်းရှိနေမှုများအဆုံးသက်ရေးနှင့်အတွက်နိုဝင်ဘာလ၂ရက်နေ့မှာထုတ်ပြန်ကြေညာတာဖြစ်ပါတယ်။မြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာတည်င်းသမားတွေကိုဖမ်းဆီးအကျဉ်းချမှုအများဆုံးနိုင်ငံတွေထဲမှာပါဝင်နေပြီးစစ်တပ်အာဏာသိမ်းပြီးကတည်းကနေအခုချိန်ထိ တည်င်းသမား50ယောက်ကိုဖမ်းဆီးထားတယ်လို့လည်းထုတ်ပြန်ချက်မှာထည့်တွင်းဖော်ပြထားပါတယ်။အထူးသဖြင့် offline နဲ့ online အခြေအနေနှမျိုးလုံးမှာနောက်ဆက်တာစောင့်ကြည့်ရာတွေအပါအဝင် အလွဲသုံးစားပြုရာတွေနဲ့ချိန်ချောက်တာတွေကိုရင်ဆိုင်နေရတဲ့အမျိုးသမီးတည်င်းထောက်တွေကိုလည်းဂုံပြုရလို့ပြီးချိန်တန်ရုံကချီကျူးပြောဆိုပါတယ်။ဒါဒီလွန်မြောက်နေမြေနေမြေလို့ပြောလို့ရမှာပေါ့လေဒီအခိုက်အတန့်မှာဆိုတော့ အော်ဒီမှာကမျိုးနေတော်တော်များများပါပေါ့လေဒီတက်တအေကနေပြီးတော့တင်ထားတယ်မျိုးနေဒီဒီမတင်ထားရင်မျိုးနေဒီဒီဒီစတက်ကနေပြီးတော့လေချောင်းကနေအဲတယုံတွေနဲ့လာပုံချတာတွေအဲချက်လေးနဲ့ပုံလာကြည့်ရတယ်ဆိုပြီးအာမျိုးကဆက်တိုက်ရှိနေတာပေါ့လေဆိုတော့ဘာလို့ပြောမလဲအဲမျိုးမဟုတ်တော့ကင်းထောက်တယုံတွေနေတိုင်းလာရရှိတယ်အဲ့ဒီပုံမှာတော့ဒီအဲတင်ထောင်းရောဒီဒီတခံတရားအနေနဲ့အဆိုးရင်ကတော့ အများကြီးရှိတယ်ဗောလေဒီနေ့ကိုကိုစီမှာလာကြမယ်ဆိုရင်ပုံစံမျိုးဗောလေအောင်အာနာသိန်းစစ်တပ်ကဥဆောင်ပြီးကျင်းပပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်ပြည်တွင်းပြည်ပမှာရှိတဲ့တည်င်းမီဒီယာတွေကိုတည်င်းယူခွင့်ပြုမယ်လို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကကြေညာထားပါတယ်။ဒါပေမဲ့စစ်တပ်ဟာလွတ်လပ်ပြီးအမည်ကိုကင်းတဲ့တည်င်းမီဒီယာစာနေစင်းသမားတွေကိုဖမ်းဆီးထောင်ချတာတိုက်ပိတ်တာတွေအပြင် ထောင်ဒဏ်တသက်တကျွန်းချမှတ်တာတွေပါလှုပ်ဆောင်နေရဖြစ်ပါတယ်။ လွတ်လပ်သောသတင်းမီဒီယာခေါင်းစီ IPCM ရဲ့အချက် လက်တွေအရဆိုရင်တည်င်းဓမ္မကိုရဟာအာနာသိန်းစစ်တပ်ရဲ့တပ်ဖြတ်တာကိုခံခဲ့ရပြီးတည်င်းဓမ္မနေရာကျော်ဖမ်းဆီးခံခဲ့ရတယ်လို့ IPCM ရဲ့အတွင်းရင်မှူးဦးတိုးစောလကအေယာဝတီကိုပြောပါတယ်ကျွန်တော်တို့သတင်းတောက်တွေကိုသတင်းမီဒီယာဥပဒေနဲ့ဖမ်းဆီးရေးယူတာမဟုတ်ဗျာ မဆိုင်တဲ့ပုံမှတ်တွေတီးလေးတဲ့ပုံမှတ်တွေတက်ပြီးတော့ဖန်ဆင်းနေတာရှိပါတယ်။ဒုတိယပြင်အမျိုးသမီးတွေတမ်းမှာဆိုရင်တော့ရှင်ဒေဝီပေါ့ဗျာရှင်ဒေဝီဆိုရင်သူ့ကိုတသက်တကျွန်းခြားတယ်နောက်အနှစ်20ခြားတယ်။တကယ်တော့ဟိုသတင်းမီဒီယာဥပဒေမှာသတင်းလောက်တွေကိုတရားစွဲဆိုခြင်းသတင်းမီဒီယာဥပဒေနဲ့ပဲဆွဲခွင့်ရှိတာပေါ့ဗျာ။ဆိုလိုတာကလိုလာတဲ့ပို့ပြီးတော့စီးကိုမကြော်ရဲအောင်အေးယူနေတဲ့အခြေအနေရှိပါတယ်။ဆရာမောင်စိန်တို့ပါလို့လည်းအပြင်ရောက်ပြီးမှတေကန်ကြီးမှလွတ်ပေးလိုက်တယ်လို့ပဲယူယူလေးပြောပြရစီ။အဲ့လိုဆုံသွားတဲ့အခြေအနေတွေလည်းရှိပါတယ်။ဆိုလိုတာကတော့ရဲရဲဆက်ဆက် တခါမှမကြုံဘူးလားအောင်သတင်းတော့တွေကိုရေးရဲရှိရှိကြီးလေးတဲ့အပြစ်ဒဏ်တွေတက်ဖြတ်မှုတွေကျူးလွန်နေတယ်လို့ပဲပြောပြစေခင်ဗျနေစည်းမချတဲ့တင်းထောက်များအဖွဲ RSF ရဲ့နောက်ဆုံးထုတ်ပြန်ထားချက်အရကမ္ဘာပေါ်မှာတရင်သမားတွေကိုဖမ်းဆီးထောင်ချမှုအဆိုးဝါးဆုံးနိုင်ငံတွေထဲမှာမြန်မာဟာတရုတ်ပြီးရင်ဒုတိယအဆိုးဆုံးနိုင်ငံအဖြစ်ရပ်တည်ရလို့လည်းဖော်ပြထားပါတယ်စစ်တပ်ဟာ2023ခုနှစ်အာဏာသိမ်းချိန်မှာနိုင်ငံတော်တမတော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ဝန်ကြီးတွေကို လက်ဦးမှုယူဖမ်းဆီးခဲ့တယ်လို့လွတ်လပ်တဲ့သတင်းမီဒီယာတိုက်တွေကိုစီးနင်းပိတ်ဆို့တာတည်င်းသမားတွေကိုလိုက်လံဖမ်းဆီးတာတပ်ဖြတ်တာနဲ့ထောင်တွင်းအကျဉ်းချတာတွေကိုလုပ်ခဲ့ပါတယ်။လက်ရှိအချိန်မှာလည်းလွတ်လပ်တဲ့သတင်းတိုက်တွေနဲ့တည်င်းထောက်တွေဟာပြည်တွင်းမှာရက်တည်ခွင့်မရကြပေမဲ့ရောက်ရနေရကနေမြန်မာနိုင်ငံရဲ့အခြေအနေမှန်တွေကို ထုတ်ဖော်နေကြတာဖြစ်ပါတယ်။မျိုးပြပေါ်မှာနေထိုင်ပြီးတည်င်းယူနေကြရတဲ့တည်င်းထောက်တချို့ဆိုရင်လည်း စစ်ကော်မရှင်ရဲ့လုံခြုံရေးကင်မရာတွေနဲ့ထောက်လန်းရေးတွေရဲ့အန်တီရအောက်မှာခက်ခက်ခဲခဲလုပ်ကိုင်နေကြရသလိုပဋိပက္ခဒေတာတွေကတည်င်းထောက်တွေဟာလည်းလက်နက်ကင်အဖွဲ့အစည်းတွေကိုစိုးရိမ်နေရမှုတွေလည်းရှိနေပါတယ်။ကိုကဒီအခန့်ကျေးလေးထဲမှာပဲဘလောက်ထိရေရှည်အလွတ်လွတ်နိုင်မလဲပေါ့နော်။လူကကြာလာတော့ဒါစိတ်ပိုက်ဆိုင်ရာပြဿနာတွေအများကြီးရှိလာတယ်လေ။ကိုကရေရှည်လွတ်နိုင်ဥမာပဲလာပေါ့နော်။အဲအဲ့ဒီဟာတွေရလဲဒါစိတ်ခုံမှုတရားနေနဲ့ရှိလာတာပေါ့နော်။ အဓိကတော့ဝတ္တနာပါနော်ဝတ္တနာကျောက်ပဲအခုလိုဆက်လုပ်ပြနေပြန်ပါတော့နောက်ပြီးတော့ဒီစစ်တပ်အနာသိထားတဲ့ချင်းတွေမှာဆိုလို့ရှိရင်ဒါတရင်ထောက်ရခန့်ခံတာလည်းဒါတော်တော်ရည်ကြီးတယ်လို့အဲကျွန်တော်တို့ခံယူတယ်ပေါ့နော်အဲအကြောင်းပဲခက်ခဲတွေကြားလိုက်ရပဲဒီဆက်လုပ်ပြနေတာပေါ့နော်